ဆောကပိတ်သမ ्या အားလုံးပဲမင်္ဂလာပါဆိုတော့ဒါကျွန်တော်အခုအစီအစဉ်ကပြီးခဲ့တဲ့တစ်ပတ်ကဒီကိုရဲရဲ့ဝန်တို့နဲ့သူတို့တိုက်တဲ့အသင်းတွေကိုအဲသူတို့ဘာကြောင့်ဒီအသင်းတွေပြိဿဖြစ်လာသလဲဆိုတာကိုမေးရင်းနဲ့ဆိုတော့နောက်ထပ်တပိုင်းအနေနဲ့သူတို့အကြိုက်ဆုံးကစားသမားတွေကိုမေးဖို့စဉ်းစားထားတာပေါ့နော်ဆိုတော့စောစောကတော့ကိုရဲရဲနဲ့အဲ့ဒီအပိုင်းလေးရလိုက်တယ်ကိုရဲရဲကတော့ Ronaldinho ဆိုပြီးတော့ပြောသွားတယ်သူဘာကြောင့်ကြိုက်သလဲဘယ်အခြေအနေကကြိုက်သလဲ ဘယ်အချက်တွေကိုကြိုက်သလဲအစားရှိဆိုရင်ပြည့်ပြည့်စုံပြောသွားတယ်အခုကအိုဝင်လဲအိုဝင်ကအားလုံးသိတဲ့အတိုင်းပဲအိုဝင်ကမန်ချက်စတာယူနိုက်တက်ပရိသတ်ဆိုတော့ဒီအိုဝင်နဲ့ပတ်သက်ပြီးတော့လဲအိုဝင်စီမှာလဲမလုံးပွဲတွေကိုနှစ်ပေါင်းဆယ်စုနှစ်တွေနဲ့ချီပြီးကြည်လာတဲ့နောက်အခြေဆုံးကစားသမားတူဦးတော်ရှိမှာပဲဆိုတော့ဒီဟာကိုကျွန်တော်တီးခေါက်ကြည့်မှာပေါ့ကဲအိုဝင်ကြီးလေးမင်္ဂလာပါမင်္ဂလာဆရာဆိုတော့အခုလည်းခုနကတော့ဒါအချီးတည်းမှလဲအခုပြောသွားတာပေါ့နော်ဆိုတော့အိုဝင်ကမန်ချက်စတာယူနိုက်တက်ပရိသတ်လေးတင်အတင်းကြတော့ဘရာဇီးဘရာဇီးဟုတ် ပြည့်စက်ဆိုတော့အိုးရဲ့အကြိုက်ဆုံးကစားသမားအဲ့ဒီအဲ့ဒီနှစ်သင်းထဲမှာပါလားဘရာဇီးနဲ့ဘရာဇီးနဲ့မန်ချက်စတာယူနိုက်တက်တဲမှာမပါမပါဘူးဒါပေမဲ့ဟိုတကယ်ကြိုက်တာကျွန်တော်စပြီးဘောလုံးပွဲအထိတွေ့တာဒိုးကြီးပေါ့ဒိုးကြီးဒိုးကြီးဆိုဒါပေမဲ့ဒိုးကြီးအချိန်ကြီးအလောက်ကြီးမမီခဲ့ဘူးမမီဘူးမမီခဲ့တော့ဆိုတော့ကျွန်တော်မစီကိုကြိုက်တာဒါပေမဲ့မန်ချက်စတာယူနိုက်တက်ပိတ်သက်ဖြစ်ပြီးတော့ဘာလို့မစီကိုကြိုက်လဲဆိုတာဒါမေးခွန်းရှိရပါဘို့လေဒါပေမဲ့လည်းမေးရမှာပေါ့ဒါတော့မေးရမှာပေါ့ အဲနည်းနည်းတော့ထူးဆန်းတာပေါ့တကယ်ကမန်ချက်စတာယူနိုက်တက်ကိုဘာလို့ကြိုက်လဲဆိုတာအသင်းဆိုးအကြောင်းကြိုက်တာဘောက်ဆိုင်အကြောင်းကြိုက်တာဒါပေမဲ့တကယ်ကစားသမားအစစ်မှန်ဘယ်သူကြိုက်လဲမက်ဆီကိုကြိုက်တယ်ဘာလို့လဲဆိုတော့အဲဒိုလေးကိုလည်းကျွန်ကြိုက်တယ်အားပေးတယ်ဒါပေမဲ့ဒါကလည်းအသင်းဆိုးအကြောင်းကြိုက်တာဒါပေမဲ့ဘောလုံးရတာတကယ်ခံစားမိတာမက်ဆီပဲမက်ဆီအကြောင်းခံစားမိတာဟုတ်ဘောလုံးရတာဘက်ကိုနှွေပြီးစဉ်းစားတဲ့အခါဟုတ်အိုဝင်ကမက်ဆီကိုကြိုက်တယ်ပေါ့ဆိုတော့အခုတို့အဲဘောလုံးအကြောင်းတွေခဏလေးထားလိုက်ပြီးတော့ အခုနည်းနည်းလေးအန်ဩတာတခုပေါ့နော်နည်းနည်းလေး cross ဖြစ်နေတာပါလဲဆိုတော့ Manchester United မှာ Ronaldo ရှိတယ် Ronaldo ရှိတယ်တခြားကစားသမားတွေကိုထားလိုက်ရော Brazil မှာလည်း Ronaldinho ရှိတယ် Ronaldo ကြီးရှိတယ် Kaká ရှိတယ်ဟုတ်ဒါပေမဲ့ level နဲ့အသင်းတွေနဲ့ဆိုလဲကိုအကြိုက်ဆုံးအသင်းရဲ့ပြိုင်ဘက် Argentina ကစားသမား club ဆိုလဲကိုအကြိုက်ဆုံးအသင်းရဲ့ဒါတိုက်ရိုက်ပြိုင်ဘက်မဟုတ်ပေမဲ့ Champions League မှာအသေးခွဲခဲ့တဲ့ကစားသမားအဲ့ဒီကစားသမားတွေကိုကြော်ပြီးတော့ Messi ကို လို့စပြီးတော့သတိထားမိတာလဲဘယ်အချိန်တော့စသတိထားမိတာလဲ Frank ရဲ့လက်ထက်ပေါ့ Frank ရဲ့လက်ထက်လက်ထက်သူရဲ့ပမာဆုံးစတင်ပွဲထွက်တယ်ပွဲလားမသိဘူးဒါပေမဲ့မှတ်မှတ်ရရ Ryan ရဲ့ပွဲအဲ့ပွဲမှာကျွန်တော်လည်းမှတ်မှတ်ရအဲ့ပွဲကိုစောင့်ကြည့်နေရစောင့်ကြည့်နေဆိုတော့အမှသူကိုယ်လည်းတွင်သွားတယ်ကိုယ်လည်းတွင်သွားအမှစပြီးသူ့ကိုသတိထားမိတယ်နောက်ပမာစစပြီးတော့သတိပို့ပြီးတော့သူ့ကိုစောင့်ကြည့်နေတဲ့ဘမပေါ်ပေါ်လာလဲဆိုတော့ Chelsea ရဲ့ Champion League အဲအခုလည်းအဲ့ဒါလည်းမေးမလို့ဟုတ်ပြောပါ Champion League မှာသူ့ကိုစပြီးသတိထားမိရဲ့ number 16အင်ဂျင်လေကောင်းလေးကတေးသေးလေး ။အမညာတော်မန်ဂျောရမန်ဒါခြေစည်းခံတဲ့သံသမားကြီးဒါကွင်းလေသံသမား तू လုံးချင်တိုင်းလုံနေတာလုံးချင်တိုင်းလုံနေတာဒါတစ်ဖက်ကခြေစည်းရကသံသမားကသူ့လူချတယ်အတင်းကြီးပြန်ထတယ်အဲ့မှာဒါမက်ဆီကိုစပြီးသတိထားမိတာပေါ့ဟုတ်ဆိုတော့ဒါဆိုရင်ပိုဝင်ကစောစောပြောသလိုပဲပေါ့နော်ဒါမက်ဆီဆိုတော့မက်ဆီမတိုင်ခင်ကရိုနယ်ဒိုကြီးပေါ့အဲ့ရိုနယ်ဒိုကြီးအပြင်တခြားပိုဝင်ဘယ်သူတွေကိုဒါအကြိုက်ဆုံးဖြစ်ခဲ့ဘူးလဲရိုနယ်ဒိုဟိုပေါ့ရိုနယ်ဒိုဟိုလည်းကြိုက်တယ်နောက်ပြီးတော့ ဒိုနီလည်း Manchester United မှာရှိတုန်းကလည်းအားပေးခဲ့တယ်ဒါပေမဲ့ Real ရောက်တုန်းလည်းလည်းအားပေးခဲ့တယ်ဒါပေမဲ့ Rooney ကိုကြိုက်တယ်ဒါပေမဲ့ဒီကစားသမားမျိုးကိုကြော်ပြီးတော့ Messi ကိုဘာကြောင့်ကြိုက်ရလဲဆိုတော့သူ့ရဲ့ကစားဟန်အောင်ဒါသူများနည်းနည်းလည်းမတူဘူးတကယ်ကိုဒီသူရှိအကောင်းဆုံးအချိန်တုန်းကဒါဟိုပြိုင်ဆန်ရှားတဲ့ကစားသမားနောက်ပြီးတော့တကယ်အရင်သွေးပြေးသွားတဲ့ကစားသမားနောက်ပြီးသူ့ရဲ့ကစားပုံဟန်လေးကြည့်ရတာဒါကရတာလေးလည်းမြောက်တယ်နောက်ပြီးသူ့ရဲ့အကောင်းဆုံးအချိန်လေးကိုကျွန်တော်က အခုလက်ရှိရဲ့မှီခဲ့တာပေါ့မှီခဲ့တာဆိုတော့ဒါ तू ကတစ်ချက်ရှိမှကြိုက်ခဲ့တဲ့ကဘာမိုင်းနဲ့ပို့ပြီးတော့ဖုံးလွှမ်းသွားတာပေါ့ကျွန်တော်ရဲ့စိတ်ကိုဆိုတော့မက်ဆီရောတော့ဟိုဝင်ဘလုံးဘွဲကြီးတက်နေဆိုရင် तू live time တစ်ခုလုံးအစနေအဆုံးထိမှီခဲ့တဲ့ကဘာသမားလည်းဖြစ်တာပေါ့ဟုတ်ကဲ့အဲတော်တော်များများတော့ဒါကြည့်ခဲ့ပါတကယ်အထူးသဖြင့်ကတော့ဒီ Real Madrid နဲ့တွေ့ရဲ့ဘွဲတွေလို့ဒါမှ Champion League မှာဒါတော်တော်များများကြည့်ခဲ့ဦးလားအိုရဲ့ဒီ La Liga မှာကြတော့ဒီ Real Madrid နဲ့ Barcelona ဆိုစိတ်ကဘယ်ဘက်ကိုသွားလဲ ဝီယက်ဘက်နဲ့သွားဝီယက်ဘက်ကိုသွားအဝဲကအခု cross ဒီ cross ဒီအော်ဘာဒီ Real Madrid နဲ့ Barcelona တွေ့ကြပြီပေါ့လေအဝဲကလည်း Messi ကိုအရင်ကြိုက်တယ်လို့ပြောတယ်တစ်ဖက်မှာလည်းဒီ Pepe တို့ Ramos တို့ Messi တို့ဘယ်လိုထိန်းချုပ်ခဲ့တယ်လဲဆိုတော့လည်းအားလုံးသိတယ်ပေါင်လဲရအောင်ပေါင်ပြန်အောင်ပေါင်ပြန်အောင်ခေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးတွေမှာအော်ဘယ်အသင်းကိုနိုင်စီခြင်းခဲ့တယ်လဲပြီးတော့ messi အဲ့လိုမျိုးဒီဟိုမှာ pp ပေါ့ ramos ကတော့ထားပါတော့เนาะ အော်ပေပေကပူဆိုးတာပူဆိုးပူဆိုးအဲ့လိုမျိုးတခါလေကြာရင်ဒေါတာထဲပူပြီးတော့အားသုံးပြီးတော့ဟိုမက်ဆီဟာကစားသမားဘဝအောင်အခက်မသိရင်နားသွားနိုင်တဲ့ဖြတ်ထုတ်မှုမျိုးတွေကြုံတဲ့အခါအဲ့ဒီအခြေအနေဆိုရင်ဘလို့ဘလို့ခံစားရလဲဥပမာအခုဆိုရင်ဟိုဒီဂိုကော့စတာဆိုအခုစိတ်ထဲမကြိုက်ဘူးကွာဒါ Chelsea အတွက်သူဟာ Chelsea ရှူတော့ငါပြင်အရန်အားကိုရပြီမဲ့အခု Chelsea ရှူတော့တခုတည်းကကြည့်တယ်လို့မဟုတ်ဘူးကွာဆိုတဲ့အခါကျရင်ဒီဂိုကော့စတာဆိုအခုသိသဘောမကြောက်ဘူးကိုကစားသမားဆိုပြီးမဲ့ နော်အကျိုးရှိတာလည်းသိတယ်တန်ဖိုးရှိတာလည်းသိတယ်ဒါပေမဲ့ဒီဘောကစားချယ်ဆီနဲ့လမ်းခွဲရတော့မယ်အန်တိုနီကွန်တေနဲ့ပြဿနာကြီးတက်ပြီမရှိတော့ဘူးကောင်းတာပဲဆိုတဲ့စိတ်မျိုးရှိတယ်ဆိုတော့ညီလေးရောဒီမက်ဆီနဲ့ပတ်သက်ပြီးတော့ဘူပေပေတို့အဲ့လိုမျိုးဟာဖြစ်တဲ့အတင်ဆိုစိတ်တူတာပေါ့တော်တော်စိတ်တူတာဘာဖြစ်လို့ဆိုတော့ဒါဥပပါပြင်ပလည်းဖြစ်တယ်ပေါ့နော်ဒါသူတို့ရဲ့စိတ်ဓာတ်ကတကယ်ကိုဘယ်လိုပြောမလဲအောက်တန်းကြတာပေါ့လေဒါပေမဲ့တစ်ဖက်မှာဒါရီရဲ့ကိုကတော့အားပေးနေတာဒါပေမဲ့ဒါအသိဆုံးအကြောင်းအားပေးတယ် ်အဲဒီနည်းဒါပေမဲ့တစ်ဖက်မှာအခုအဲ့ကြိုက်တဲ့ကစားသမားလေးဖြစ်နေတယ်ဒါပေမဲ့သူ့ရဲ့ဒါကြောင့်ကျွန်တော်ရဲ့မသိစိတ်ထဲမှာဒါမက်ဆီကိုတော့ကိုးသွင်းစေခြင်းတယ်ဒါတစ်ဖက်မှာလည်းအားပေးနေတယ်ဒီလိုမျိုးပေါ့ဒီပွဲကိုဖြစ်ပြီဆိုရင်ကျွန်တော်မှဟိုဘက်လည်းအားပေးရဒီဘက်လည်းအားပေးရပေါ့အဲ့တော့ real နိုင်စေခြင်းတယ်မက်ဆီကကိုးသွင်းပြီးတော့ကိုးသွင်းခြင်းတယ်မက်ဆီကလည်းကိုးသွင်းစေခြင်းတယ်နာမည်ကဟိုမက်ဆီကိုလူချမယ်ဆိုလည်းမကြိုက်ဘူးဟုတ်ဟိုဝင်ရတယ်ဖူးသားဆိုတော့နောက်တစ်ခုကဒီမက်ဆီပေါ့နော်ဒါ Champions League မှာဒါ Fallo Fallo တန်ရဲ့အသင်းလေးကိုမက်ဆီအများကြီးဒုက္ခပေးခဲ့တယ်เนาะဘောလုံးပွဲနှစ်ကြိမ်ပါ အဲ့ဒီဘလူဘွဲတွေမှာဘလူဖြစ်ခဲ့ရတယ်ဒုညရယ်ပေါ့လေဒုညရယ်ပေါ့ဒါပေမဲ့အဲ့ချိန်မှာတော့ဖောင်တန်ရှိနေတဲ့ကာလာတွေကတော့ဒါမန်ချက်စတာမန်ချက်စတာယူနိုက်တက်ကိုလည်းရိမ့်တာပေါ့တော်တော်ကြီးလည်းမန်ချက်စတာယူနိုက်တက်လည်းအားပေးနေတဲ့အချိန်ပေါ့ဒါပေမဲ့အဲ့ချိန်တုန်းကဆက်စားပြီးတော့ဒီမက်ဆီကိုပြောရမယ်ဆိုတော့ဒါကကျွန်တော်အာဆင်နယ်ကဗီယက်တာကိုမုန်းလို့မျိုးပေါ့အရန်ကောင်းလို့မုန်းတာအဲ့အဲ့လိုမျိုးပဲဒါပေမဲ့မုန်းတာတော့မမုန်းဘူးပေါ့ဒါပေမဲ့စိတ်ကတော့ကတိကောက်ဖြစ်တော့ဖြစ်တာပေါ့ကိုကဟိုဘက်လည်းအားပေးဒီဘက်လည်းအားပေးဒါပေမဲ့အဲ့ချိန်တုန်းကဘာသင်တော်တော့အသိမ်းတော့မအားပေးခဲ့ဘူးဒါပေမဲ့မက်ဆီကိုအရန်ကြိုက်တယ် ဲ့တစ်ဖက်မှာတော့ကျွန်တော်ဒီ Manchester United ရဲ့သင်းလုံးကိုအားပေးတာပေါ့အမစီတယောက်သေးကိုပဲတိုက်တဲ့ခါမှာတော့အခုတော့ကတကနှစ်ကာလအပိုင်းစားခွဲလိုက်ရင်ဟို2017လောက်အထိမြင်ရတဲ့ဒါမက်ဆီပေါ့နော်ပြီးတော့2016လောက်အထိမြင်ရတဲ့မက်ဆီနဲ့အဲ2016နောက်ပိုင်းဒီမက်ဆီပေါ့ဆိုတော့အဲ့ဒီကာလတွေမှာဆိုရောဘယ်မက်ဆီကိုပို့ပြီးတော့ဘယ်ဘယ်အချိန်ကဒီကိုနဲ့ဘယ်လိုကောင်းလဲရင်မချင်းအနည်းဆုံးကိုလုံးဝအထိမခံကိုအားပေးတဲ့ အဆင့်အထိရောက်သွားတာကဘယ်ဘယ်အချိန်တော့ဖြစ်မလဲအမ်ပထမဆုံးစပြောမယ်ဆိုတော့မန်ဒီစပေါ်လာတဲ့အချိန်ပေါ့လေစပေါ်လာတဲ့အချိန်ဒီ friend weekend လက်ထက်အဲ့အချိန်မှာဒါသူ့ကိုစပြီးတတိထားမိတယ်ပို့ပြီးတော့လဲစောင့်ကြည့်ပြစ်တယ်ပေါ့လေနောက်ပိုင်းဒီ back warrior လက်ထက်မှာတော့အမ်ကြည့်တော့ကြည့်တယ်ဒါပေမဲ့အဲ့လောက်ကြီးမကြည့်ရအောင်ဘာဖြစ်လို့ဆိုတော့ တော်တော်ကြီးကောင်းလို့တကယ်တော်တော်ကြီးကောင်းလို့လည်းဒါဟိုကိုကဒီဘာစီလိုနာပွဲမကြည့်လဲမနေ့မိုးလင်းလည်းနိုင်နေပြီသူတို့လည်းဂိုးသွင်းနေပြီဆိုတော့အဲ့လောက်ထိမကြည့်ဖြစ်ဘူးတော့ဒါပေမဲ့ပက်ကွာယူလာနောက်ပိုင်း MSN ကိုတော့နည်းနည်းလေးပြန်ကြည့်ဖြစ်တယ်ပြန်ကြည့်ဖြစ်တယ်ဆိုတာဒါနည်းနည်းလေးလဲထူးခြားလို့ပေါ့လေဘာဖြစ်လို့ဆိုတော့တစ်ဖက်မှာနေမာပါနေဟုတ် နေမာလည်းပါတယ်တော်ပြီဒီညချမ်းမှာမက်ဆီပါတယ်ပေါ့လေဒီနေမာလည်းကြီးလေးကြိုက်တယ်နော်အဲနေမာလည်းကြိုက်တယ်နေမာကကြိုက်တယ်ဆိုတော့ဒါကျွန်တော်ကဘယ်လိုပြောလဲဆိုတော့အဲအလိန်ခေါက်အလှပါလေးကိုကျွန်တော်ကနည်းနည်းလေးသတိထားပြီးကြည့်ရပါဘို့လေအဲ့ဒီသူတို့နှစ်ယောက်ပါလို့ဒီ ် MSN ကားလာလေးကြိုက်တယ်နောက်ပြီးတော့အဲ့နောက်ပိုင်းမှာတော့ Messi ကဒီဟိုဟာပေါ့ MSN ပြဝတ်သွားတဲ့အချိန်နောက်ပိုင်းဘယ်လောက်ဖြစ်မလဲ2019 2017လာဒီဘာစီလိုနာနောက်ဆုံးဒီ Messi ကစားခဲ့တဲ့ကာလအပိုင်းခြားမှာကြတော့ Messi ကိုတနာစားတော်တော်တနာတာဘာလို့ဆိုတော့အသင်းကလည်းကြာဆုံးကန်းအချိန်ရောက်နေဒီအသင်းရဲ့တစ်ခုလုံးဒီတောင်းဝင်အကုန်လုံးကလည်းသူ့ပုံမှာကြာရောက်နေတယ်အဲ့မှာ Messi စိတ်ပြက်နေတဲ့အချိန်လေးဒီကြာဆုံးနေတဲ့အချိန်လေးမှာတကယ်ကိုသူ့ကိုလည်းတနာခဲ့တာဗောလေနောက်ပြီးတော့သူ PSG ကိုရောက်သွားတယ် PSG ကိုရောက်သွားတယ်ဒါပေမဲ့ PSG မှာအဲ့လောက်ထိမကြည့်ဖြစ်တော့ဘူးဒါပေမဲ့နောက်ဆုံးကမ္ဘာဖလားမှာတကယ်ကိုစိတ်နှစ်ပြီးအားပေးခဲ့တယ်တကယ်ကိုမက်ဆီကိုလည်းအာပို့ချစ်တာဗောသူနောက်ဆုံးကစားသမားဒီအချိန်မှာလေးရသိချင်တာဗောအဲ့တော့ဒီ2022 World Cup မှာအာဂျင်တီးနားအတွက်သူ quality တစ်ခုဖြည့်လိုက်နိုင်တယ်ဗောဟုတ်ကဲ့အဲ့တော့မက်ဆီရဲ့ကစားသမားတစ်ချောင်းလုံးအမြဲတမ်းဝီဘန်ခံရတာက ဘာဆိုတော့ဆူပလာလေးအချိန်ချင်းယူရလေးစင်အတွက်ကြတော့ဘာမှမလုပ်ပြင်းနိုင်ဘူးလည်းမလုပ်ပြင်းနိုင်ဘူးတော့အဝေဘန်ခံရတဲ့အချိန်လေးရှိတော့အဲ့ဒီအချိန်လေးမှာဒီတကယ်တော့မက်ဆီကသူကစားတဲ့အသင်းတိုင်းအတွက်အမြဲအပြည့်ဝအားထုတ်ပြီးကစားနေရတယ်။ဒါပေမဲ့ဖြစ်ချင်တော့အာဂျင်တီးနားလိုရင်အသင်းဟာဒီသူတူတန်းနဲ့တိဆောက်လို့မရဘူးလို့ဒီဥမာဒီ World Cup Final အထိသူတို့ရောက်ခဲ့ဘူးတယ်။သို့တော့ Higuain ပေါ့နော်ဒါအဓိကပြုံးနေခဲ့တဲ့အချိုးရတဲ့အဲ့ဒီကသူကပ်ပြီးတော့လွဲချော်ခဲ့တယ် ဟောတိုင်းမနောက်ဆုံးတရားခံဆိုရင်မက်ဆီဖြစ်တယ်။မက်ဆီဖြစ်။အဲ့ချင်းမဟုတ်ဘူးဘလို့ခံစားရလဲ။ဒီပြောရင်အသိကိုရွေးခဲ့ရင်ပြီးရောဆိုတော့အဲ့လိုမတွေးမိပါ။တွေးတော့မတွေးမိပါလေ။ဒါပေမဲ့ဟိုဒါပေမဲ့အဲ့ချင်းမှာကျတော့သူ့ကိုမစင်ကိုကြည်ရတာဒါရော်နယ်ဒိုနဲ့ရှင်ပြီးကြည်ရလို့ရှင်စစ်တပ်ပိုင်းကသူ့မှာကျွန်တော်အားမလို့အားမရဖြစ်ခဲ့တာ။အင်းသူ့ရဲ့လောက်ပါဘလို့ ဟို lead လုပ်နိုင်မှုပေါ့ leader ဖြစ်အပိုင်းမှာ Ronaldo နဲ့ကြာကွာတယ်ပေါ့လေဒီစိတ်ဓာတ်ပိုင်းကြာဟိုမှာ Ronaldo ဆိုသူအသိရှုံးနေပြီဆိုရှင်အရန်ခွန်အားပေးတယ်ပြိတ်သက်ဒီကိုယ့်ရဲ့အသိပေါ်တွေကို motivate လုပ်တယ်အဲ့လိုမျိုးဒါပေမဲ့ Messi ကြည့်ရတာသူ့ကင်မရာရိုက်ပြလို့ရှင်မှိုင်းတွေ့နေတဲ့ပုံကအဲ့အခိုက်တန့်ကျွန်တော်မကြိုက်ဘူးနောက်ပြီးတော့သူ့ရဲ့ဒီ leadership ပိုင်းပေါ့လေအဲ့အဲ့အဲ့တစ်ချက်လေးပဲသူ့မှာပြောစရာရှိတယ်ပေါ့လေတခြားကတော့အဲ့ဒါဆရာပြောသူပဲတကယ်ဟိုသူပြပြဟိုကဘယ်အသိမှာပဲပြပြဘယ်အသိမှာရောက်ရောက်သူအပြေးဟိုအာယုံစိုက်တယ်အပြေးဟို ပေးဆက်တာတော့ဒါကျွန်တော်ယုံတယ်အဲ့တော့မစီရဲ့ဥဆောင်နိုင်မှုကို2024ဘဝကမှာကျွန်တော်ဘယ်လိုမြင်လဲအဲ့ဒါကြတော့လေသူဥဆောင်နိုင်မှုကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီအသင်းပေါ်ကြီးကလည်းသူ့ကိုအပြည့်အဝ support ပေးရလို့လည်းကျွန်တော်မြင်တယ်ဟုတ်ဆိုတော့ဒါအဝင်ကမစီနဲ့ပတ်သက်ရင်ကြိုက်တဲ့ခံစားရတော်တော်များတယ်ပေါ့နော်အမှုပညာစံတယ်ကစားပုံလှတယ်ပြီးတော့ဒီတိုးချင်းကျွမ်းကျင်မှုအရန်အားကောင်းတယ်ဒါပေမဲ့တစ်ဖက်မှာတော့သူ့ရဲ့ဥဆောင်နိုင်ဇွမ်းကိုတော့တိတ်ပြီးတော့နည်းနည်းလေး ်ဘယ်လိုထုတ်ချင်တာပေါ့ကျန်တဲ့အချက်တွေကိုကြိုက်တော့မကြိုက်တော့ဘူးအော်နောက်ချက်ကကြတော့မက်ဆီရော်နာဒိုပေါ့နော်အဖြစ်မှာဝုန်းညီလေးကြည့်ရဲ့အတိုင်းပဲတိုက်ပွဲတွေကမက်ဆီနဲ့ရော်နာဒိုကဥမာကလူတယောက်ဟာဒီကစားသမားနှစ်ဦးစလုံးကိုကြိုက်တယ်ကြိုက်ပြီးတိုင်အောင်မက်ဆီနဲ့ပတ်သက်လို့ဟိုကြုံတဲ့အခါမက်ဆီကိုချီးကျူးလိုက်ပြီဆိုရင်အဲရော်နာဒိုပြိဿတ်တွေကဝင်တိုက်ခိုက်တာမျိုးကဒါအခုလိုနိုင်ငံနဲ့မကောက်ဘူးတကယ်လို့ကလည်းဒီတိုင်းပဲ အဲ့လိုဖြစ်တဲ့အချိန်ဆိုအခုဆိုလိုတာကတိုင်ဆိုင်မှုကအရန်ပြင်းထန်တယ်ပြီးတော့နှစ်ကာလတွေကလည်းဆယ်စုနှစ်တခုကိုကြော်ပြီးတော့ဟိုဆယ်စုနှစ်တခုခွဲစားခွဲစား15နှစ်15နှစ်ကြော်လာပေါ့ပြအဲ့လိုကြီးပြိုင်လာတော့အဲ့အဲ့လိုအဲ့လိုအချိန်တစ်လျှောက်လုံးမှာအမက်ဆီရိုနာဒိုမက်ဆီရိုနာဒိုဆိုတဲ့တိုက်ပွဲတွေရောညီလေးဘယ်လိုဘယ်လိုမြင်လဲဘယ်လိုခံစားရလဲဘယ်လိုခံစားရလဲဆိုတော့တချို့ဒီတိုက်ပွဲတွေမှာလည်းရိုနာဒိုကောင်းတဲ့အရာတွေမှန်တဲ့အရာတွေအများကြီးရှိတယ်လို့မက်ဆီဘက်မှာလည်းကောင်းတဲ့အရာတွေအများကြီးရှိတာပေါ့လေဒါပေမဲ့မက်ဆီကိုသွားပြီးတော့ ဟိုဝေဘန်နာတွေနောက်ပြီးတော့မက်ဆီနဲ့ပတ်သက်ပြီးတော့ဒီချွန့်ချက်တွေဘာတွေအဲ့လိုဟိုတွားလုပ်နေတော့ကျွန်တော်မကြိုက်ဘူးဘာဖြစ်လို့မက်ဆီဆိုတာကပြောရမယ်ဆိုရင်ဒါကဘာဒီဘောလုံးကြိုင်းဆိုပြောကြရပေါ့မက်ဆီဆိုတာကတကယ်ကိုပြိုင်ဆိုင်ရှာကစားသမားပေါ့ဒီဟိုချီးမွမ်းမင်းပြောရမယ်ဆိုရင်ဒီကဘာမြေလောကကိုဒါဖျားသခင်ကဘောလုံးကစားပြောင်းလွှတ်လိုက်တယ်တမန်တော်လို့ဒါကျွန်တော်ကယုံကြည်ထားတာအဲ့စကားကိုလည်းကျွန်တော်လုံးဝအပြည့်ဝလက်ခံတယ်အဲ့တော့ကျွန်တော်ဒီဘောလုံးမကြည့်လာတဲ့တတန်တလျှောက် လက်ရှိဒီချိန်ဒီမက်ဆင်းနဲ့ပတ်သက်ပြီးကျွန်တော်စောင်းမတပုံလားပဲရေးဘူးလေလုံးဝမရေးခဲ့ဘူးဒီကစားသမားကိုချီကျူးအောင်ဝေဖန်တာကျွန်တော်ဘာမှမလုပ်အញ្ញံပြည့်ပြည့်စုံဒီကစားသမားကအញ្ញံကြိုက်တယ်ဒါပြည့်ပြည့်စုံတယ်ဒါမဲ့မက်ဆင်းနဲ့ပတ်သက်ကျွန်တော်တပုံလားပဲရေးဘူးလေစောင်းပါအဲ့တော့ဟိုအဲ့လိုမျိုးဒီမက်ဆီလေးကိုအញ្ញံလည်းကြိုက်ပါလေနဲ့စောင်းမထုတ်ဝဲရေးတယ်ဆိုတာအဟိုလက်ဆောင်ခဲ့တာမျိုးလားဒါမှမဟုတ်ကိုရေးတာထက်ကိုသူ့ရဲ့ခြေစွမ်းကိုဟိုဘယ်လိုခေါ်မလဲစာဖွဲ့လို့မပြီးတော့အောင်ကောင်းတယ်လို့ထင်တာမျိုးလားဘယ်လိုဘယ်လို ဘလိုမျိုးလဲမြင်သေးပြောကြတာကိုသိနားမလဲလို့ဆန်ဖွဲ့လို့မမိတာပေါ့လေတကယ်ဟို all around ဆန်ဆန်ပေါ့လေတကယ်ဟိုတိုက်စစ်မှာဘယ်လိုနေရာကစားမလဲဟိုကသူဟိုပက်ကွာရိုလည်းထက်မှာလဲ force nine ကစားခဲ့တာပဲဟိုကညာပချမ်းကစားခဲ့တာပဲဘယ်ချမ်းရောက်လဲအဆင်ပြေတာပဲဒီလိုမျိုးပဲဒီအာဂျင်နီနာနဲ့ဒီကမ္ဘာဖလားယူတော့လဲသူမှန်တိုင်းပြောမယ်ဆိုအသက်ရွယ်ရာနည်းနည်းလေးဇရာတော့ထောက်နေပြီဒါပေမဲ့သူကောင်းလို့လုပ်ပေးခဲ့တာပဲတော်တော်သူ့ရဲ့ကစားဟန်ကိုသူကသူများထက်လည်းထူးခြားတယ်အဲနောက်ပြီးတော့ ဒီမာဒိုနာရဲ့ကစားဟန်မျိုးအငွေ့တက်တယ်လေကျွန်တော်မြင်ရတယ်။ဒါပေမဲ့ပြောသူများထက်ကူလည်းအမြင်ဆူးရှာတယ်လို့ကျွန်တော်ဖြင်။ဆိုတော့ဟိုအိုဝင်ကဒီမက်ဆီနဲ့ပတ်သက်ပြီးတော့အခုအခုသတိထားမိသလောက်ဆိုရင်အိုဝင်ကဘောလုံးကစားတာကိုဟိုအားကျိုးမှတက်ကစားတာမျိုးသို့မဟုတ်စိတ်သက်ပြင်းပြင်းကစားတာမျိုးပြီးတော့ဂိုးတွေအများကြီးသွင်းတာမျိုးတက်ဆော့ဆော့အိုဝင်ပြောတဲ့အထက်မှာပေါ့လေနေမှာကစားကုန်ဆွဲဆောင်ကြည့်။အိုဝင်အဲ့လိုမျိုးဒီကစားမတူရဲ့ဒီ technical skills ဘက်ကိုပို့ပြီးတော့အား လို့ခေါ်မလဲပူချိန်နဲ့ပြိတ္တမျိုးလားအဲ့လိုမျိုးလားအဲအဲ့ဒါကြတော့ကစားသမားဘယ်လိုပြောမလဲတဝူးတယောက်ချင်းစီပေါ့တဝူးတယောက်ချင်းစီကဒါ our individual our sorry individual skill ကိုပို့ပြီးတော့သဘောကျတယ်ဒါပေမဲ့အဲကျွန်တော်တို့ကဒီ function နဲ့စပြီးဟိုပါဖြစ်တာဆိုတော့ဒီအသင်းလိုက်ဒီ well organized ဖြစ်တဲ့အသင်းမျိုးကိုလည်းသဘောကျတယ်ပေါ့လေဒါပေမဲ့အဲအဲ well organized ဖြစ်တဲ့အသင်းထဲမှာမှအဲ့လို individual skill အကောင်းတဲ့ကစားများမျိုးဆိုကျွန်တော်ကပို့ပြီးတော့တတိထားဖြစ်တာပေါ့လေပို့ပြီးတော့ကြိုက်တာပေါ့ ဆိုတော့ကျွန်တော်အဲ့လိုစိတ်မျိုးအခုဒီအတိုင်းတာတစ်ခုအထီးပေါ့နော်ဟိုဒါအခုအမြင်ဆို Ronaldo လဲ permission ပဲ Ronaldo လဲ permission ပဲလူတွေကတော့ Ronaldo နဲ့ပတ်သက်ရင် hard working ကိုဥသာပေးပြောရင်ပဲတကယ်တော့ permission ဖြစ်နေလို့အဲ့ဒီအရာ hard working ထပ်ပေါင်းလိုက်လို့ဒီလိုဖြစ်လာတာဆိုတော့ Messi ရဲ့ဒီတစ်ဖက်မှာလည်းအခုအမြင်ပေါ့နော် Messi က permission ဆိုပြီး hard working မပါဘဲနဲ့တော့ဒီအဆင့်ကိုမရောက်ခဲ့ဘူးသူတို့အကုန်လုံးဟာဒီ parmio အလုပ်စူးစမ်းမှုရော ပြီးတော့အနေထိုင်စည်းကမ်းရှိမှုကသူတို့ရဲ့ longevity ကိုထပ်ပြီးတော့ကွာသွားစီတော့အားကြောင့်လည်း Ronaldo နဲ့ Messi နဲ့ကဒါတခြားကစားသမားတွေကိုအပြတ်အသတ်ခြံထားခဲ့သူဖြစ်သွားတာပေါ့အဲ့မှာမှဒီအခုအလုပ်စူးစမ်းအားထုတ်မှုပြီးတော့ parameter ဆိုတဲ့အရာတွေအကြောင်းကိုပြောတဲ့အခါမှာဒီလူငယ်ကစားသမားတွေနောက်တခြားနောက်တဲ့ကစားသမားတွေအဲ့တော့ Messi ဆီကနေပြီးတော့ညီလေးကအဲ့နှစ်ချက်အပြင်တခြားဘာတွေကိုအတူယူနေကြလဲဘာတွေကိုအဲဘယ်လိုခေါ်မလဲအဲသူတို့ချေရအောင်နေမို့တော့ဘာတွေလုပ်ဖို့လုံမယ်လို့ညီလေးမြင်တယ် အဲတကယ်ကကစားသမားအည်သွေးမြင့်တဲ့ကစားသမားပဲဖြစ်ဖြစ်ဘယ်ပါရမီရည်တန်တဲ့ကစားသမားပဲဖြစ်ဖြစ်ဒါဆရာပြောသလိုပဲအဲဘာလို့ဥပမာ ပြရမလဲဆိုတော့ဒီထက်နေတဲ့ဓာတ်သွားတော့မှမသွေးပဲထားရင်ဒါတုံးသွားတာပဲဒီမက်ဆီလိုရော်နယ်ဒိုဆိုတာလဲဘာပဲပြောပြောရော်နယ်ဒိုဆိုတာဟော့ဝါကင်ကဒါ60ခန်းတော့ပါရင်လည်းပါမယ်သူ့ပါရမီက40ခန်းတော့ရှိမယ်ရှိမယ်ဒါဒါကျွန်တော်ဟိုဟာအမြင်ပေါ့လေဒါမက်ဆီကြတော့ပါရမီက60ခန်းတော့ပါမယ်သူ့ဟော့ဝါကင်က40ခန်းတော့ပါရင်ပါမှာပဲဟုတ်ဒီလိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့ခုခေတ် လူငယ်တွေဟာဘလို့ကစားသမားတွေပေါ့လေဒီဘက်ကမော်ဒန်ဘောလုံးတော့ကစားသမားတွေဟာဘလို့ဖြစ်နေလဲဆိုတော့သူတို့ရဲ့လောက်ချင်တဲ့ဗီဒီယိုထိမ့်ဖို့ဆိုတာကတကယ်ကသူတို့ရဲ့အလုပ်ပေါ်မှာအပြည့်အဝအယုံမဆိုင်ဘူးလို့ကျွန်တော်ထင်တာပေါ့လေဘာဖြစ်လို့သူတို့ဆိုရင်ဒါမက်ဆီလိုဆိုရင်မက်ဆီရဲ့အကောင့်လုံးချိန်ကကျွန်တော်ဘာသီလိုတော့မြင်ခဲ့ရတာဘာသီလိုမှာသူ16ကျော်ကြာတယ်ဆိုတော့ကြော်ကြာတယ်သူ့ရဲ့ဒီအကောင့်လုံးအချိန်ကြီးကဒါပြောရမယ်ဆိုရင်ဒီဥရောပစင်မြင့်ထက်ဒီကမ္ဘာ ဒီဘောလုံးလောကထဲမှာဒါ15နှစ်ကျော်သူတို့တွေပြိုင်ဆိုင်ခဲ့တယ်တကယ်ကိုလောင်ကျွေးမြဲသူတို့ထိန်းသွားတယ်ဒီလိုနေထားမျိုးမှာဒါသူတို့ကအပြင်ကအာယုံစိုက်တာတွေရောသူတို့ရဲ့ဒီစီကန်ဘိုင်းတွေရောဒီအရာတွေအားလုံးကိုစိတ်နှစ်ပြီးတော့ဟိုကစားကလေးတွေဒီလိုဖြစ်ရတော့အခုနောက်ပိုင်းကစားသမားတွေကကြည်လိုက်ရချင်းဒါဟိုတချို့ကစားသမားတွေပြောကြပါတယ်ဒါသူတို့ဆိုရှယ်မီဒီယာတွေဟိုဖြစ်တာပဲအဲဆိုရှယ်မီဒီယာအရင်သုံးတာတယ်နောက်ပြီးတော့အပြင်သွားရင် fashion ဘိုင်းကိုဦးစားပေးတာဒီစိတ်တွေကရောက်နေရဲ့အဲ့စိတ်တွေကျွန်တော် သိမကြိုက်ဘူးအရင်တော့ကကစားသမားတွေဆိုဒါပြောရရင်ဂျာမန်ကစားသမားတွေမှာအဲ့လိုမျိုးမရှိကြဘူးဂျာမန်ကစားသမားတွေဆိုဘောလုံးတော့ဘောလုံးပဲကန်အဲ့လိုမျိုးပေါ့ဒီမက်ဒီလိုဆိုပြတဲ့ဘောလုံးကိုဒီဘောလုံးပဲသူအပြင်ပွက်တက်တယ်ဘာပဲအဲ့လောက်သိမရှိဘူးဒီအချက်တရားအမြင်ဒီဘက်ကကစားသမားတွေလောင်ကျင်တဲ့ဗီဒီယိုထိကြိုက်တာလားဆိုတော့ကျွန်တော်နည်းနည်းလေးစဉ်းစားမိရဘူးတကယ်လို့ညီလေးကအခုဘောလုံးသမားတူဖြစ်နေရဆိုတော့မက်ဆီစီကဘယ်အရာတွေလိုချင်လဲအမြင်ပေါ့သူရဲ့ဘောလုံးစုရမှုအမြင်နောက်ပြီးသူ့ရဲ့ individual skill တွေပေါ့ လိုချင်တာတခုတည်းပြောဆိုရင်တရားလိုချင်တာ individual skill ပေါ့ individual skill ကိုလိုချင်တယ်သူ့ရဲ့အလိုင်အခေါက်ဆွမ်းသူ့ရဲ့အလိုင်ခေါက်ဒီ space အကြက်ထဲမှာ space အကြက်ထဲမှာဂျင်းတဲ့အကြက်ထဲရောက်ရင်လုံးလုံးနိုင်ရွမ်းကိုအရင်သဘောကျတယ်နောက်ပြီးတော့သူ့ရဲ့နောက်ပြီးပြောရချင်မသိနေပတ်သက်ပြောရချင်ကျွန်တော်ခုနကမိပေါ်လို့ပေါ့လေတကယ်ကမက်ဆီရဲ့ဆိုလို run တွေပေါ့လေဆိုလို run တွေကိုမက်ဆီမပေါ်ငင်သတိထားမိတာက Ryan Giggs ဘာကြီးရဲ့ solo run နေသူရဲ့ဘယ်အဲ့လို solo run နေဒါ message တော့ဘယ်လိုခေါ်မလဲမာဒိုနာနဲ့တွားတူတာကမ်ပီတာ dribbling ဆိုတာလားဒီ dribbling ကိုကျွန်တော်သဘောကျတယ်အခုတည်းကဒီညလုံးထဲမှာဆွဲကြံရေးခံတာဘိုင်မျိုးနဲ့ကိုဘူတန်ကြီးနောက်ကြံကြခဲ့တဲ့အလုံးကနောက်ကိုချင်းကြီးလဲဆွဲနေတော့နောက်ပြီးတော့သူဆက်ဆက်ပေါ်ပေါ်ချင်း guitar phi နဲ့ပွဲလာတယ် guitar phi နဲ့ပွဲမှာဒါကွင်းလေးကနေဆွဲပြီးတဲ့အလုံးကြီးဒီဟာတွေကဒါတကယ်ကိုသူများနေတယ်လည်းမတူဘူးပေါ့လေဒီလိုမျိုးလုပ်နိုင်သလားတိတ်မရှိဘူးဒီမာရီရောက်ပဲရှိဒီမာရီရောက်ရောင်းခဲလို့လောက်ပဲရှိခုနောက်မှဒါရီကတိတ်မမြင်ရတော့ဘူး မြောက်ဆိုတော့အဲ့အရာကြောင့်လဲဆွဆွနေတာပေါ့မစည်းဘူးအဲ့တော့မစည်းလို့ကစားသမားမျိုးဘယ်အချိန်တော့မှထပ်ပေါ်လာမယ်လို့ခံစားရတယ်ခံစားဘူးလက်ရှိက modern ball လုံးလောကဒီအရေးသူနေတဲ့ခုဟာ system back ကိုသွားနေဆိုတော့မခံစားဘူး okay ညီလေးဒါမစည်းနဲ့ပတ်သက်ပြီးတော့ညီလေးရင်ထဲကခံစားချက်တွေဒါအိတ်တုံဖောင်ပါပေါ့နော်ကိုနားလေသလောက်ကိုကျွမ်းကျင်သလောက်ကိုသိရှိသလောက်အကုန်လုံးကို ဒါအခုမျှော်ပြီးတယ်ပြည်သက်တွေကိုမျှော်ပြီးတဲ့အတွက်အခုကျေးဇူးအများကြီးတင်တယ်ပေါ့နော်